Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Liverpool သင်းနဲ့ရှင်ပိုင်ကစားမဲ့ပွဲကွင်းလယ်မှာ Casemiro ကိုကြော်ပြီးတော့ Ugarte ဟာပွဲထွက်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ကျွန်တော်ဒီ Samuel Lescar ကနေပြီးတော့ကျွန်တော် report လုပ်ထားတာရှိပါတယ်ဆိုတော့ကွင်းလယ်မှာ Bruno Fernandes နဲ့ဒီ Ugarte ဆိုတဲ့ကွင်းလယ်အတွဲကိုကျွန်တော်သာပြန်ပြီးတော့မြင်ရနိုင်ဖို့ရှိနေတယ်ပေါ့ International Break Day အပြီးမှာ Liverpool သင်းက၃ပွဲဆက်တိုက်အရှုံးပြီးပေါ့တော့ဒီနိုင်ပွဲတွေပြန်ယူဖို့ကြိုးပမ်းကြိုးပမ်းမဲ့အချိန် ယူနိုက်တက်ကဒီအန်ဖီကိုသွားကစားမယ်ပွဲမျိုးမှာကိုရီနီနဲ့ပေါ့နော်ကွင်းလယ်မှာကျွန်တော်တို့ဒီဥကာဒီကိုထည့်လာအောင်မလားပေါ့တခုရှိတာကတော့ဒါဟာပရိသတ်ကျွန်တော်များသဘောကျတဲ့အချက်တော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဥကာဒီကဒီယာဒီမှာဟိုယူနိုက်တက်နဲ့စားလို့ရှိရင်ပြတကယ်ကောင်းပါလေဆိုတော့ခြေစွန်းနေပြထားနိုင်ခြင်းကျွန်တော်မရှိဘူးเนาะကွင်းလယ်မှာဆိုလို့ရှိရင်ကက်ဆမဲရိုကိုကြော်ပြီးတော့လေနေရာရနိုင်ဆိုရင်ကျွန်တော်မရှိဘူးနောက်ပိုင်းမှာဆိုလို့ရှိရင် ဒီ main ဦးကိုတော့မှကြော်ပြီးတော့နေရာရဖို့အတွက်ကပေါ့နော်ပွဲကစားခွင့်ရဖို့အတွက်ကဒုတိယပိုင်းမှာဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်သူတိုင်ပက်နေတာအဲ့တော့ Ugarte ကိုကျွန်တော်တို့ဒီ main ဦးတို့ဘာလို့ကိုကျွန်တော်ကြော်ပြီးတော့ပေါ့နော်ဒီ level ဦးတဲ့ပွဲစဉ်မှာပွဲကစားခွင့်ပေးဖို့အတွက်အချိန်ကြီးရှိတယ်ဆိုတာမျိုးကတော်တော်လေးတော့ surprise ဖြစ်စီရပါဒါကလည်းအကြောင်းရင်းတွေတော့ရှိတယ်ဘာကြောင့် Casemiro ကိုကြော်တယ်ပေါ့အဓိကတော့ဟိုလက်ရှိကြာသာပတေးနေ့မှာလုပ်ခဲ့တဲ့အသင်းရဲ့၄ကျင်ငန်းအစီအစဉ်ဒီမှာ ကက်ဆမီရိုတို့ဘရူနိုဖာနန်ဒက်စ်တို့ကအနာပေးထားတာပေါ့နော်။ဘာလို့လဲဆိုတော့ကက်ဆမီရိုဒီကျွန်တော်တို့ထားပါတော့ဘရာဇီးနဲ့သူဘရာဇီးနဲ့ကံမှုတို့ပေါ့နော်။တောင်ကိုရီးယားတို့ဂျပန်တို့ကိုကျွန်တော်ဒီခီးတွေအရှိကြီးတွေတွားထားရတာ။အဲ့ဒီတော့အတင်းဘက်ကကက်ဆမီရိုကိုလေ့ကျင့်ခန်းကိုချက်ချင်းစင်းမှုခေါ်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့သူ့ကိုကြာလာပရိနိမာလောက်ခဲ့တဲ့လေ့ကျင့်ခွင့်ဒီဘာတွေမှာမပါဝင်စေခဲ့ပဲနဲ့အနာပေးထားတာ။ဒါပေမဲ့ဒီကြာလာပရိနိမာဥကာတီတို့ဘာတို့ကိုကျွန်တော်အတူလေ့ကျင့်ခန်းကျွန်တော်စဉ်းထားတယ်။ဆိုတော့ အမ်နီးပြဖြစ်တဲ့ရူဘင်အမိုရင်ကဒီဥကာလေးကိုသူသဘောမကျသည့်တိုင်အောင် ပေါ့ဗျာထားပါတော့တရင်ရရဆိုလို့ရှိရင်လေပါဦးတင်တဲ့ပွဲစဉ်မှာတော့ပွဲကစားခွင့်ပေးသွားတော့မယ်ဆိုတဲ့အခြေအနေမျိုးဆိုတော့ဒါကဘာဘာလို့ menu မဟုတ်ပါတဲ့ပေါ့เนาะကျွန်တော်တို့ဒါပေါ့တကယ်တကယ်တမ်းကက်စမဲတို့ကိုပွဲကစားခွင့်မပေးဘူးဆိုလို့ရှိရင် menu လေးတော့ပွဲကစားခွင့်ကျွန်တော်ရသင့်တယ်เนาะဘာလို့လဲဆိုတော့မကိုဘီ menu ဒီဥကာလေးနဲ့စားလို့ရှိရင်အများကြီးပို့ပြီးတော့ကောင်းနိုင်တဲ့ကစားမားပါအဲကျွန်တော်တို့အားလုံးလည်းသိတာပဲ เนาะเมนูကပို့ပြီးတော့သဘောကျစရာ comic စာမှာဒါအပြင်ခြည်စွမ်းရဆိုလို့ရှင်လည်းပဲဟို stable ဖြစ်တဲ့ performance ကိုဥကာတိတဲ့ပို့ပြီးတော့တည်လာနေတဲ့ကစားမှာเนาะ press resistant လည်းအများကြီးဖြစ်တဲ့ကစားမှာဥကာတိနဲ့ရှင်မယ်ဆိုရင် passing ability ပို့ပြီးတော့ကောင်းတဲ့ကစားမှာ defensive ရကျွန်တော်တို့ဗောနောပြောစရာဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော့အဲလက်ရှိဥကာတိနဲ့စာလို့ရှိရင်ကျွန်တော်တို့ဗောနော main ကအဆင်မပြေစရာအကြောင်းမရှိဘူးဗျလေပေါင်းနဲ့ပွဲမှာတုံမှုက every တန်ခါရဲ့လက်အောက်မှာလည်းကျွန်တော်တို့ဒီဗာလဲ ကိုမီမင်းနူးကဥကာဒီနဲ့ဆာတော့ဗာလေကိုမီမင်းနူးကလေပေါင်းနဲ့ပွဲဒီမှာအများကြီးခြေသွင်းနေပြရတာဆိုတော့တကယ်တကယ်လေပေါင်းနဲ့ပွဲဆိုတာအရေးကြီးပါတယ် MOD တို့ကလည်းအရေးကြီးပါတယ်နော်ဘာလို့လဲဆိုတော့သူ့ကိုနှစ်နှစ်ထပ်ပြီးတော့အချိန်ပေးမယ်ဆိုပေမဲ့လည်းလို့ကျုံပွဲစီဇက်တိုက်ကြုံနေရမယ်ရလက်မကောင်းတာတွေဇက်တိုက်ကြုံနေရမယ်ဆိုလို့ရှိရင်ဘလို့မအဆင်ပြေမှာကျွန်တော်မဟုတ်ဘူးအဲ့တော့ United အနေနဲ့နီးပြ MOD ကတော့ဒီလေပေါင်းနဲ့ပွဲစဉ်မှာကွင်းလယ်မှာကက်စမဲရူကိုကြော်ပြီးတော့ဥကာတီနေရာရလာနိုင်ခြင်းရှိနေတယ်ပေါ့အဲကျွန်တော်ကတော့ ဒါ MOD နေနဲ့တအားစဉ်းစားစရာဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဟို main news ကလည်းပဲသူကိုယ်တိုင်ကကွင်းလေကိုအားထားတဲ့နေရာမှာမပါဘူးဗျာ MOD ကဘသူပဲကစားကစားကွင်းလေမှာသူကကွင်းလေကိုအားထားတဲ့နေရာမှာမပါဘူးဘော progression နဲ့ပတ်သက်လို့ရှိရင်အဲ့တော့ဘာဖြစ်လဲဆိုတော့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့သူကကွင်းလေမှာနော်တစ်ချက်ထိ pass တွေပြီးနေနေကစားမတွေ long ball ပြီးနေနေကစားမတွေတက်နေနေမှာခံစစ်ကိုကုနိုင်မဲ့ကစားမတွေကိုပဲသူကလိုချင်တာ defensive အထိုင်မှာကစားတဲ့သူဒါကြောင့်သူအနေနဲ့ main new တို့မျိုးပေါ့နော်ကွင်းလေကိုထိန်းချုပ်ဖို့ကြိုးပမ်းတဲ့ကစားမတွေကိုသူနေရာမပေးနိုင်တာဥကာဒီတို့လိုပဲဖြစ်မယ်တွတ်မယ်ဆိုတဲ့သူတွေပဲသူလိုချင်တာပြည်ထနာကညီကလို့သိနေတာပဲဥကာဒီနဲ့ပတ်သက်ရင်ခြေသွန်းကဘလူးမတ်အဆင်မပြေဘူးဒီရာဒီမှာနော်ဥကာဒီကောင်းကောင်းခြေသွန်းပြနိုင်နေဆိုတဲ့ပွဲကမရှိဘူးဗျာနော်မရှိဘူးအဲ့တော့ကျွန်တော်တို့ဒီဒါကဘလူးမတ်စိတ်ချရတဲ့အနေထားမှာရှိမနေဘူးကိုသိနေပတ်သက်ရင်ဟမ်ကျွန်တော်တို့ကဒီတက်ပို့ပြီးတော့ ကောင်းတဲ့ performance ပြနိုင်တဲ့သူတွေကိုပဲမျှော်လင့်တာဗျာဒီလီဘာဝူးသင်းဆိုတာကသူတို့ anfi မှာကစားမှာသူတို့ဘာသာသူတို့ရှီပွဲမှာ၃ပွဲစက်လိုက်ပဲရှုံရှုံ၁၀ပွဲစက်လိုက်ပဲရှုံရှုံအဲသူတို့အိမ်ဝင်တော့ပြီးရင်ပြန်ပြီးတော့အနိုင်ယူဖို့ကြိုးပမ်းလာမယ်အသင်းဖြစ်တယ်ကိုဒီတွက်ကဘလို့မှန်ငါတို့လွယ်ပါလိမ့်မယ်အဆင်ပြေပါလိမ့်မယ်ဆိုပြီးတော့ကျွန်တော်တို့မျှော်လင့်ထားလို့ကျွန်တော်မရဘူးဒါကို MO ရင်းကသူအချိန်ရပါတယ်ဆိုပြီးတော့စိတ်ကြိုက်လုပ်နေရင်တော့မသိဘူးဗောနော်ဒီကြတာတစ်ခုကတော့ဒီလီဘာဝူးသင်းရဲ့ပွဲစဉ်အတွက်အသင်းရဲ့ကွင်းလယ်မှာ ဘရူနိုဖန်ဒက်စ်နဲ့ရှင်ဒီအတူကစားဖို့ကဥကာတေးဖြစ်လာဖို့အတွက်အချိန်ကြီးများတယ်။ဆိုတော့ညီကလို့ရောဘယ်လိုမြင်ကြလဲအသင်းအနေနဲ့နော်အမိုဒင်ဒီတိုင်းတကယ်ပွဲထုတ်လာမယ်လို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်။